။ပဲခူးတိုင်းအရှိချမ်းရွှေကျင်မြို့နယ်တဲကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကုန်းဆက်ရွာနယ်မြေရဲစခန်းကို KNU KNLA တပ်မဟာသုံးဦးဆောင်တဲ့ပူပေါင်းတပ်ကသိမ်းယူလိုက်ပါတယ်။ကနအူးတရင်အရာ April 23ရက်မနက်9နာရီခွဲဝန်းကျင်မှာစခန်းကိုသိမ်းလိုက်နိုင်တယ်လို့သိရပေမဲ့အသေးစိတ်အချက်လက်တွေတော့မသိရသေးပါဘူး။ကုန်းဆက်ရွာမှာစစ်ကောင်စီတပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ်968ချင်းမြန်တပ်ရင်လည်းရှိသလို ရွာရဲ့မြောက်ဘက်ကဒုံစရစ်ရွာမှာလဲအမှန်989ချင်းမြတ်တက်ရင်ရှိနေပါတယ်။ခမာယ998တက်အနီးကရဲစခန်းကိုတင်နိုင်တာဖြစ်ပြီးကွန်စိတ်တက်စခန်းကိုတော့မတင်ရသေးဘူးလို့ဒေါ်လာရီတက်ဖွဲ့ဝင်တဦးကပြောပါတယ်။ကွန်စိတ်ရွာနယ်မြေရဲစခန်းတင်တိုက်ပွဲတွင်စစ်ကောင်စီလေးတက်ကတက်ခိုက်လို့ကွန်စိတ်ရွာအပအဝင်အနီးဝန်းကျင် စစ်တောင်းမြေတလျှောက်ရွာတွေကဒေသခံတွေဟာထွက်ပြေးနေကြရတယ်လို့သိရတာပါ။စခန်းသိမ်းပြီးနောက်ဧပြီ23ရက်ညပိုင်း7:00နာရီလောက်မှာ ကွန်ဆက်ရွာနဲ့တိတ်မဝေးတဲ့ရှမ်းစုရွာနာကိုစစ်ကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရှင်းမြစ်ကပြောပါတယ်နေမြေရဲစခန်းသိမ်းတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးကရင်မျိုးသားစီအယုံ KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ဘက်ကအခုထိတရားဝင်သတင်းမထုတ်ပြန်သေးပါဘူး။ကွန်ဆိတ်စခန်းအပါအဝင်ခမရ968နဲ့ခမရ989တရင်တွေဟာ KNU တပ်မဟာ3ရဲ့စစ်ရေးနယ်မြေအတွင်းတည်ရှိပါရရှင်။